အောက်လန်းပညာမှာအသုံးများတဲ့တစုဝါအောက်လန်းဆရာတွေအဓိကသုံးတဲ့လက်နက်တစ်မျိုးပေါ့စုံကဝေကဝေချုပ်နယ်အောက်လန်းဆရာကြီးများသုံးကြပါတယ်အတူနဲ့အရှိတာကွဲပြားတဲ့စီရင်ထားကြတာကတော့အတူတူလောက်ပါပဲတိတ်ကောင်းတဲ့လက်နက်တစ်ခုဆိုရင်လည်းမှားမယ်လို့မထင်ပါဘူးစီရင်ရတာခက်တယ်လို့ရဖို့ကလည်းတိတ်မလွယ်ကူဘူးငွေနဲ့ဝယ်မယ်ဆိုရင်လည်းတင်းကနန်းအထီးပေးရတယ်လို့ကြားမှုပါတယ်။တဇူဝါဆိုတာကတော့စုံပါသွားတဲ့လူတွေကိုမီးတရိုတဲ့အခါထိုးတဲ့ဝက်စပိတ်ဝါမျိုးကိုခေါ်တာပဲဖြစ်ပါတယ်။ မျိုးဖက်တွေမှာတော့မီးတကြိုတာတွေမရှိတော့သလိုတောနယ်လေးတွေမှာမြင်ရနိုင်ပါသေးတယ်။အလောင်းကောင်ကြီးကိုဟိုဘက်ကထိုးဒီဘက်ကထိုးနဲ့ဝိုင်းပြီးတော့မှထိုးကြတယ်။အလောင်းကောင်ကြီးကအကျောများဆွဲလို့ကုန်းထလိုက်ရင်ထိုးဝစူးဝါနဲ့ရိုက်ကြပါတယ်။ဒါကရိုးရိုးတစူဝါပေါ့။ရိုးရိုးတစူဝါဆိုပေမဲ့အဲ့ဒီရဲ့တစူဝါကလည်းအကျိုးအာနိသင်တွေရှိပါတယ်။အဲ့ဒီရဲ့ဝါနဲ့အကင်တုံးလုပ်ပြီးအသားတွေငါးတွေกินကျွေးရင်စားတဲ့လူတွေကတော့မလွယ်ဘူးဗျာ။ကလေးတွေကိုထိုးတော့နဲ့ရိုက်ရင်လည်းယောဂတစ်ခုဖြစ်တတ်တယ်။ခြေကျိုးလက်ကျိုးစေးုံတက်ရတတ်တယ်။ အခက်မသိရင်တည်နိုင်ပါတယ်။တဇူးဝါကိုအိမ်တောင်တွေမှာလာစိုက်ထားရင်တော့အိမ်တွင်းမိသားစုပြဿနာတက်စီးပွားပြတ်တတ်ပါတယ်။တဇူးဝါကိုတွားကြထိုးတန်လောက်စိုက်ကလေးလုပ်ပြီးခြံတောင်းကမြေကြီးထဲထိုးစိုက်ထားရင်ဘယ်တတိထားမိပါမလဲ။အိမ်ဝိုင်းထဲကိုမသားစည်းတဲ့ဖနက်မှောက်ပြီးထားရင်တော့အဲ့ဒီအိမ်ကလက်ပိတ်တတ်ပါတယ်။အယောင်ဆိုင်တွေမှာထားရင်တော့အယောင်ကြတယ်။နောက်ထပ်တစ်ခုအစီအမံနဲ့လုပ်တဲ့တဇူးဝါကြတော့အချိန်ယူပြီးလုပ်ကြရတယ်။လူသေးမဲ့အချိန်ကိုစောင့်ရတယ်။တဇူးဝါကို အစီအမံအင်း စသည်ဖြင့်ခံဆွဲထားတတ်ကြတယ်။မကောင်းတဲ့သွေးသားများနဲ့လည်းလောင်းထားတတ်ကြပါတယ်။တည်တဲ့လူကစနေသားသမီးစနေနေ့တည်ရမယ်။စနေသားဖုန်းကြီးဆိုရင်အကောင်းဆုံးပဲ။ပြာကျတဲ့မီးသွေးနဲ့မီးသွေးပြာတောင်တန်ဖိုးရှိတယ်။စနေသားဖုန်းကြီးဆိုရင်ပို့ပြီးတော့လောင်းစွမ်းပါတယ်။စနေမီးသွေးဆိုတာအဲ့ဒါကိုခေါ်တာ။ဘိဇာလောကမှာစနေအပင်နဲ့စနေအတိုက်ဆိုတာရှိတယ်။အဲ့ဒီစနေအပင်နဲ့စနေအတိုက်တွေကိုတော်ရုံအထက်လန်းစရာတွေကုသလို့မနိုင်ကြပါဘူး။ ဒါကြောင့်မလို့အထဝိဇာကြီးများရဲ့အမိတ်နဲ့ထူးခြားတဲ့ဝိဇာများဖြစ်တဲ့ပုံပုံများကိုအထူးတာဝန်ပေးထားတတ်ကြပါတယ်။စနေသားဖုန်ကြီးပြန်လွန်တဲ့အချိန်ဆိုရင်စီမံတွေလောက်ကြတယ်၊မိတကြိုးတဲ့နေရာမှာလူမသိအောင်ဆေးတွေပတ်ထားကြတယ်။အလောင်းကောင်ကိုတဇူးဝါနဲ့နှံ့အောင်ထိုးတယ်၊မကောင်းတဲ့နေရာတွေကိုပူပြီးတော့မှထိုးတယ်။ပြီးရင်တော့အစီအရင်တွေလုပ်ပြီးရပြီ။တချို့အစင်းမြင့်တဲ့ဆရာကြီးတွေကဖုန်ကြီးရဲ့အလောင်းကိုတဇူးဝါမှာချုပ်ပြီးအဆောင်ထည့်တယ်။အဲ့ဒီလိုတဇူးဝါကတော့တော်တော်လေးကိုစွမ်းတယ်လို့ပြောကြပါတယ်။ ခုနှစ်ရက်သားသမီးတွေကိုနှိပ်စက်လို့လည်းရတယ်လို့တတ်လို့လည်းရပါတယ်။လူတယောက်ယောက်ရဲ့ဓာတ်တူနဲ့တူဖြစ်တဲ့ပစ္စည်းတွေကိုယူအယုံမှထည့်ပြီးရင်အဲ့ဒီတစူးဝါနဲ့ဗဲနာဖြစ်ဖြစ်ထိုးလို့ရပါတယ်။ခေါင်းတွေကိုထိုးပြီးဆိုရင်ခေါင်းတွေကိုက်တယ်၊နှာထင်းတွေဘေးနှစ်ဖက်ထိုးတယ်၊ခေါင်းထိတ်တဲ့တဲ့ကထိုးတယ်၊မျက်ရိုးတွေကိုက်တယ်၊ခေါင်းတော်မထောင်နိုင်ဘူးအိယာထဲလဲနေရတယ်။လေပင်နေရာတွေကိုထိုးတယ်ဆိုရင်လည်းအုံလွယ်သလားကြီးပေါင်းတက်သလားလေဖြန်းလေဖြတ်ခြင်းတဲ့လက္ခဏာထုံကျင်တဲ့လက္ခဏာတွေခံစားရရတယ်။တဇူဝါကတော့လော်ကီနေဘယ်တွေမှာတော်တော်လေးအသုံးများကြတယ်လို့ တော်တော်လေးလဲရှားပါပါတယ်။အောက်လန်းဆရာတွေကတော့သူတို့ရဲ့လက်နက်အဖြစ်ခြင်ထားကြတာမျိုးရှိပါတယ်။ထုတ်ပြီးထားပြီးတဲ့လူတော်မှအဲ့ဒီရဲ့တစူးဝါနဲ့ထိုးရင်ထုတ်ချင်းပေါက်ပြီးသေနိုင်တယ်လို့လည်းအဆိုရှိပါတယ်။